အဲကျွန်တော်တို့မြန်မာစကားမှာတွဲပြီးသုံးတဲ့စကားလေးတစ်လုံးရှိတယ်။အဲ့ဒါကပါလဲဆိုရင်ဒေါသနဲ့အမျက်ကို တွဲထားတာပေါ့ရယ်။ဒေါသအမျက်တဲ့တကယ်တော့အင်္ဂလိပ်စကားလုံးမှာဒေါသနဲ့အမျက်ဆိုတာဟာနှလုံးဖြစ်နေပါတယ်။ဒေါသဆိုတာက anger ဒေါသဒါပေမဲ့အမျက်ကိုတော့ wrath လို့ခေါ်ပါတယ် w r a t h wrath ဘာကွာသွားလဲဆိုတော့ဒေါသကလူတိုင်းထွက်နိုင်တယ်မတရားဘူးလို့ကိုယ့်ကိုလာလုတ်တယ်ဆိုရင်ထွက်လာတဲ့ခံစားချက်ဟာဒေါသဖြစ်ပါတယ်ဒါမဲ့လို့အမျက်ကြတော့အဲ့ဒေါသပေါ်မူတည်ပြီးကိုကပြန်ပြီးလုတ်ဆောင်တဲ့အလုပ်တွေဖြစ်လာပါတယ် revenge ပြန်ပြီးတော့ကလစားချိန်မှာပြီးသွားတဲ့အခါကျရင်ကျွန်တော်တို့ဗမာစကားမှာပြောသလိုကြောင်းမန်းကံမန်းသိအောင်ပြန်လုတ်ပြတာနောက်တစ်ခါငါ့ကိုဒီလိုလာမလုတ်နိုင်အောင်ဆိုရက် breath အမျက်ထွက်လာတယ်ဆိုတော့ဒီကနေ့နှုတ်ကပတ်တော်မှာဗာကြားရလဲဆိုတဲ့အခါကျရင်သခင်ခရစ်တော်ရဲ့တမန်တော်ကြီးခေါင်းဆောင်ဖြစ်တဲ့တံပေထရုကသခင်ခရစ်တော်ဖះရှိကိုသွားပြောတယ်ကိုရောတဲ့ကျွန်တော်ရဲ့ညီအကိုကကျွန်တော်ကိုလာပြီးတော့ထိခိုက်စော်ကားပြီးအနိုင်ကျင့်နေဆိုရင်တဲ့ဘယ်နှကြိမ်ခွင့်လို့ရမလဲတဲ့ခုနှစ်ကြိမ်ခွင့်လို့ရမလားလို့မေးတဲ့အခါမှာမဟုတ်ဘူးပေထရုတဲ့80ခုနှစ်လီတန်အောင်ခွင့်လို့ပါလို့ပြောပါတယ်တကယ်တော့ခုနှစ်ကြိမ်ဆိုတာတော့ ဂျူးလူမျိုးတွေအတွက်တော်တော်များနေပြီဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့တမိုင်းချောင်းကိုကြည့်မယ်ဆိုရင်ဟာမူရာဘီရဲ့ကိုရာဥပဒေကိုပြန်ကြည့်ရင်မျက်လုံးတစ်လုံးဆိုးရင်မျက်လုံးသွားတစ်ချောင်းဆိုသွားတစ်ချောင်းဆိုတဲ့ retaliation ကျွန်တော်တို့တရားမျှတခြင်းကိုကျွန်တော်တို့ကျင့်ဆောင်ပြီးတော့မှဒီလိုမျိုးဥပဒေသားရှိခဲ့တာကိုခုနှစ်ကြိမ်အထိကိုခွင့်လွှတ်ဖို့ကြိုးစားတဲ့ပေထရုရဲ့စိတ်ဓာတ်ဟာအယံကိုမြင့်မြတ်ပါဒါပေမဲ့သခင်ခရစ်တော်ကဒီကနေ့အချိန်ခုနှစ် ချိန်မကပဲနဲ့89လေးခွလွပါဆိုတဲ့အကြောင်းအရာကိုတောင်းခံတဲ့အခါမှာဒီနေ့တခင်ခွတ်တော်ပြောပြတဲ့ပုံပမာလေးကကျွန်တို့တို့တဦးစီအတွက်ထောက်ချုစဉ်းစားရမယ့်အချက်ကလေးဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့တခင်ခွတ်တော်ပြောတဲ့ဥပမာလေးမှာတခါကားတဲ့ဘယင်ကြီးတစ်ပါးရှိတယ်တဲ့။အဲ့ဘယင်မှာအစီကံကြုံတယောက်ရှိပြီးအဲ့ဒီအစီကံကြုံဟာတဲ့မတရားတာလှုပ်ထားတာကိုဘယင်သိတဲ့အခါမှာသူ့ကိုစည်ရင်တောင်းတဲ့အခါမှာဒါလင်း တသောအကျွေးတင်နေတယ်တဲ့အဲ့ဒီအကျွေးကိုမပေးနိုင်ရင်သူ့မှာပိုင်တဲ့ပစ္စည်းဥစ္စာတွေရောသူ့ရဲ့သားသမီးသူ့ရဲ့မယားတွေကောအကုန်လုံးပေးဆက်ရမယ်ဆိုပြီးဘုရင်ကအမိန့်ပြန်တဲ့အခါမှာတဲ့ဒီအစီကံကြုံကဘာပြောလဲဆိုရင်ကျွန်တော်ကိုခွင့်လွတ်ပါကျွန်တော်မှားခဲ့ပါတယ်လို့တောင်းပန်တဲ့အခါမှာတဲ့ဘုရင်ကခွင့်လွတ်လိုက်တယ်တဲ့ဒါပေမဲ့လို့အဲ့ဒီအစီကံကြုံကပဲသူ့အပေါ်မှာအကျွေးတရားတင်နေတဲ့ပုဂ္ဂိုလ်ကြတော့ သူကလဲမျိုးညှစ်ပြီးတော့မှမင်းငါ့ကိုအကျွေးမပေးမချင်းမင်းထုံထဲသွားရမယ်ဆိုပြီးထုံထဲကိုသွားပို့တယ်လို့ဒီကနေ့သခင်ခွတ်တော်ကပုံမှုမလေးပြောပြီးနောက်ဆုံးမှဘာပြောသွားလဲဆိုရင်ကိုယ့်ရဲ့ညီအကိုကိုတဲ့ကိုယ့်ရဲ့အတွင်းစိတ်သေးကခွမလွတ်နိုင်လို့ရှိရင်တဲ့ကောင်းကင်ဘုံမှာရှိတော်မူတဲ့အဖဟာမင်းတို့ကိုကိုပြုတ်ခဲ့တဲ့နေတိုင်းပြန်ပြုတ်ပါမယ်လို့ပြောတဲ့စကားလေးပဲဖြစ်ပါတယ်ဒီနေ့ခွလွတ်ချင်းဆိုတဲ့အကြောင်းအရာကိုပြန်ကြည့်လိုက်ရင်လူတိုင်းဟာ ဒေါသထွက်တတ်ပါတယ်။ဒါမဲ့လို့ဒေါသထွက်လို့အမျက်ထွက်ကြေးဆိုရင်တော့အကုန်လုံးဟာလူတက်မှုနဲ့ရံပွဲတွေကြီးပဲဖြစ်ပါတယ်။ဆိုတော့ဒီနေ့ကြားတဲ့နှုတ်ကပတ်တော်မှာကျွန်တော်တို့တဦးစီကိုအသိပေးတာဟာကျွန်တော်တို့ဘဝမှာငြိမ်းချမ်းစွာနဲ့နေထိုင်နိုင်ခြင်းနဲ့ကျွန်တော်တို့ဒေါသကိုထိန်းချုပ်နိုင်ခြင်းဆိုတဲ့အရာဟာဖျားပေါ်မှာယုံကြည်ခြင်းနဲ့အများကြီးပတ်သက်နေတယ်ဆိုတာကိုတွေ့ရှိပါတယ် 就那种以后没那么好看嘛，困了前头下过表布是流行。过了热妈妈看啥呀了。过了热表白，表你俩个都撇撇，台面就那种偏也收妈妈。 ခွန်လွတ်ခြင်းအကြောင်းကိုကျွန်တော်တို့သွန်သင်တဲ့အခါမှာဒီကနေ့တမ်ပေထရူကိုပြောကြတဲ့ကဲတို့89လီခွန်လွတ်ခြင်း၌ကျွန်တော်တို့ရဲ့အတွင်းစိတ်၌ကျွန်တော်တို့ခွန်လွတ်နိုင်အောင်ကြိုးစားကြဖို့အတွက်ဖျားရှင်တော်ဟာတိုက်တွန်းဒါကြောင့်မခရစ်စုတခင်၌ချစ်ခင်လေးစားပါတော့ဘာသူတမမိတ်ဆွေပေါင်းတို့ခွန်လွတ်ခြင်းဆိုတာဟာလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး ဒါပေမဲ့လို့ယုံကြည်ခြင်းနဲ့သက်ဆိုင်နေတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဘဝအတ္တနိုင်ဘုရားသခင်ပေါ်မှာယုံကြည်ခြင်းတိုးပွားဝါမိကြောင်းဆုတောင်းရင်လည်းလိုတော့ကောင်းချီးမင်္ဂလာကျေးဇူးတော်ဖရာဖရာကိုဆက်လက်တောင်းခံရအောင်လို့အားလုံးကိုဖိတ်ခေါ်ပါရစေ။အားလုံးကျေးဇူးပြုမတည့်ရက်နဲ့စုပန်ကြရအောင်။